တိုင်းပြည်နေကြတာကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားစိတ်ဓာတ်တွေနေကြရတယ်တွားညီတယ်တချို့ကိစ္စတွေတိုင်းပြည်ဆင်းရဲခြင်းဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ဘူးတိုင်းပြည်ဒီမှာရှိတဲ့လူတွေရဲ့စိတ်ဓာတ်နေကြခြင်းစိတ်တန်းရှိခြင်းနဲ့ဆိုင်တယ်လူကိုလူလိုတံပိုးထားတဲ့နိုင်ငံဆိုရင်လူကိုလူလိုတံပိုးထားတဲ့စနစ်နဲ့လူကိုလူလိုတံပိုးထားတဲ့ကမ္ဘာနိုင်ငံများပေါင်းစပ်ကြည့်နေမယ်ဆိုရင်မတည်တဲ့မတည်ထိုက်တဲ့သူတွေမတည်ဘူးဆိုတဲ့ဘောဖြစ်ပါတယ် ဟိုင်းချရမြဝပီတူညီကိုမော်တော်မများအလုံးပိုင်းမင်္ဂလာပါ news speech channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ3ရက်နေ့ကျတို့ကြာတပရိနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ပေါ့နော်ဒီနေ့ညမှာဆိုရင်လဲတော်လိုင်းရဲ့တရင်ကောင်းတွေဖြင့်ကျတို့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့မှအထူးတရင်တွေကြားရတာမို့လို့ကျွန်တဲ့သူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးချဖို့အလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲပေါ့နော်ဗီဒီယိုမကြည့်ခင်မှာအရင်ဆုံးနေတဲ့တရင်တော်လေးတွေကြည့်လိုက်ရအောင်ပထမဆုံးတရင်တစ်ပုဒ်အနေနဲ့ကတော့ ။မန္တလေးမင်္ဂလင်ကြောင့်ပြောကြားခဲ့တဲ့ Great Hotel တွင်မှရှိတဲ့ပိမိနေသူတွေနဲ့တေဆွန်လောင်းထုတ်ဖော်ယူခွင့် Hotel အချို့ရဲ့ဖွင့်နဲ့စစ်ကောင်စီကကန့်သတ်မှုတွေပြုလုပ်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ Great Hotel ကအသက်ရှင်ရန်လျက်ကဲထုတ်နိုင်သူနှုန်းနဲ့တေဆွန်လောင်းနှလောင်းကိုသာထုတ်နိုင်တဲ့ပြည်မှာကဲဆယ်ရှာဖွေမှုတွေဆင်မလို့ဖို့ Great Hotel အချို့ရဲ့ဖွင့်ကမလ30တင်းနေမှာစတင်ကန့်သတ်မှုတွေပြုလုပ်လာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဟိုတယ်ဘက်ကတော့သူတို့ဘက်ကခွန်ပြုလို့မရဘူးနိုင်ငံတော်ကခွန်ပြုမှရတယ်လို့ပြောတယ်ကဲကြပါအောင်ဟိုတယ်ရှိဘက်မှာကျမတို့ကလေးတွေပြင်မိနေပါတယ်ကဲကြပါအောင်ရှင်ဆိုပြီးတော့မှပြင်မိနေသူတို့ရဲ့ပေါ့နော်မိဘဆွေမျိုးတို့ကလည်းပြင်မပြောဆိုထားတာဖြစ်ပါတယ်ဆိုတော့ကျတို့ Grey Hotel တွင်မှာရှိတဲ့ပြင်မိနေသူတွေရဲ့ပေါ့နော် မိသားစုနေရတယ်ပြမခုဆိုရဲဒီလိုမျိုးကယ်ဆယ်ပြချက်ဖို့တောင်းဆိုနေတာဖြစ်ပြမဟိုတယ်အချို့ရဲ့ဖွဲ့ဝင်တွေနဲ့စကောင်စီတို့ပူးပေါင်းပြီးတော့မှပြီးသူတွေကိုပူးတက်နေကြတာပဲဖြစ်ပါတယ်တကယ်တော့အောက်တန်းချယူမာတဲ့ကောင်တွေပြမပေါ့နော်ပြီးသူတွေရဲ့ဒီလိုမျိုးဒုက္ခဝေဒနာတွေကိုမဆာနာပဲနဲ့ခုဆိုရင်သူတို့ထင်နိုင်ကျနေတာကိုကျွန်တော်ခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ အချမ်းမဲ့စကောင်စီရဲ့ရာရည်ပြည့်ရကျင်ညာချက်ပေါ်မှာတုံ့ပြန်တဲ့အနေနဲ့ KAO က20ကြာအပြည့်ခတ်ရက်ဆိုင်ထားမယ်ဆိုပြီးတော့မှမရိညာပိုင်းထုတ်ပြန်ကျင်ညာလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အချမ်းဘက်စစ်ကောင်စီရဲ့ပြည့်ရဲထုတ်ပြန်ချက်ပိုက်လေးမှာဆိုရင်ရရပြည့်ရကျင်ညာထားတဲ့ကာလတွင်းမှာတိုင်းဒါလင်းနဲ့ကင်ဖွဲ့တွေအခြားလင်းနဲ့ကင်ဖွဲ့တွေအနေနဲ့သူတို့ရဲ့တပ်စခန်းတွေတိုက်ခိုက်ခြင်းတပ်ထဏာချို့တွေနောက်ရှက်တိုက်ခိုက်ခြင်းတွေအင်အားစုဆောင်ခြင်းနဲ့ပြင်ဆင်စုဖွဲ့ခြင်းနေမြေချဲ့ထွင်ခြင်းတွေမပြုလုပ်ဖို့ပြုလုပ်တယ်ဆိုရင်တုံ့ပြန်သွားမယ်ဆိုပြီးတော့ဖော်ပြထားလို့အဲ့ဒီထုတ်ပြန်ချက်နဲ့အကြောင်းအရာတွေကိုစစ်ကောင်စီကနေပြီးတော့မှလိုက်နာဖို့လွတ်တဲ့ဆိုပြီးတော့ KAI ဘက်ကနေပြီးတော့ပြန်လဲတတိပေးထားတာပဲဖြစ်ပါတယ် နံပါတ်၄၀ဆိုရင်တပ်ပွဲစင်ရဲနေသူအားလုံး SAC လဲလိုက်နာဖို့လိုအပ်တယ်ပြန်လဲထူထောင်ရေးကိုရေရှည်လို့ရမှာဖြစ်တယ်ဆိုပြမှာကြယူကဒုတိယဥက္ကဋ္ဌဒုဘူချုပ်ကြီးဂုံမော်ကနေပြမှာပြောဆိုထားပါတော့ဆိုတော့အကယ်ယူဘက်ကနေပြမှာခုဆိုရင်စစ်ကောင်စီကိုသူတို့ရဲ့ပြောစကားတိုင်းလိုက်နာဖို့တတိပေးလိုက်တာပဲပြမှာအဲ့ဒီအတိုင်းပေါ့နော်မလိုက်နာဘူးဆိုတော့ကျတို့နောက်ဆက်တွဲပြဿနာတွေကိုမျှော်လင့်တဲ့အုပ်စုအနေနဲ့အကျိုးခံစားရမှာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဘို့အနေနဲ့ကတော့ စစ်ကောင်စီအရဆိုရင်20ကြာရရဲ့ပြက်ခတ်ရဆဲတဲ့ဆိုပြုံးမှာဧပြီလ၂ရက်နေ့ပိုင်းမှာထုတ်ပြန်ပြတဲ့နောက်ပိုင်းမှာဒီနေ့မနေ့မှာဆိုရင်အင်ဒိုမျိုးကို၄ချောင်းကနေတဆင့်ဘုံတီ30တလုံးအထိကြဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲဒါကြောင့်ပြောတာဒီစစ်ခွေးတွေရဲ့ပေါ့နော်။ပြောစကားကကျော်တို့ယုံလို့မရဘဲနဲ့လူလူမသွေးတဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကိုအခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်။မနေ့က white hole နဲ့ဘုံလာကျဲတယ်မှာပါတယ်တိုက်ပွဲနဲ့ရက်ဆက်တိုက်ဖြစ်နေပါတယ်ဆိုပြီးတော့မှအင်းတော်မှာရှိတဲ့တော်လိုင်းရဲဘော်သူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ် အပြည့်ရက်တဲ့မရောက်ဘူးဆိုတာကမျိုးရင်းတက်ပွဲဖြစ်နေတယ်ရန်သူနဲ့က3နဲ့4လို့ဖြစ်နေတော့ထိတွေ့မှုကရှိတယ်ရန်သူကလင်းနဲ့ကြီးနဲ့ပြတာ drone နဲ့ပြနေတာတော့ထိတွေ့တက်ပွဲကရှိနေတယ်ထိတွေ့တာကအမျက်ဖြစ်နေကြပေါ့ကိုဘက်ကလိုရှောက်မှုမြင်စစ်တပ်က sniper တွေ လက်နဲ့ကြီးတွေနဲ့လမ်းပြတဲ့အဲ့လိုအနေထားပါဆိုပြုံးမှာရဲဘော်ကနေပြုံးမှာဆက်လက်ပြောဆိုထားတာပဲဖြစ်တယ်ဆိုတော့စစ်ကောင်စီအနေနဲ့ပေါ့နော်ဘလော့ဘဲအခြေညာချက်တွေရှောက်ထုတ်နေပါစေသူတို့ရဲ့ပြောစကားတိုင်းခုဆိုမလိုက်နာရတဲ့ပြင်ကျွန်တော်တို့ပြည်သူတွေကိုပါသူတို့အနေနဲ့ပေါ့နော်လေကြောင်းနဲ့တဆက်စစ်တိုက်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကိုကျွန်တော်တို့ခုဆိုတွင်းနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့လူကိုလူလိုတံဖိုးမထားဘဲနဲ့ပေါ့နော်အခုဆိုရင်ပြည်သူတွေကိုထိနှိုင်ချက်တစ်ဖက်နေတဲ့ဖစ်စတိုင်ရဲ့ရုံမှမှုတွေကြောင့်ဘူဂျီနီမျိုးစင်အနေနဲ့ပြမပြပြထားတဲ့ဟာပဲဖြစ်ပါတယ်ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြထားလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်နိုင်ငံခြားငွေကြီးအများပြတုံးပြီးပြည်သူကိုနေနေတစ်ဖက်ဖို့ပဲအစဉ်တစိုက်စ조사လာခဲ့တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ကလူရဲကြောင့်စင်ကြီးလုံးတရားမဲ့တဲ့ဆောင်ရွက်မှုတွေကြောင့် disaster saving program တွေဘာမှမရှိခဲ့တဲ့အတွက်ပြည်သူတွေဟာဆောက်လုပ်တဲ့အဆောက်အအုံတွေမှာလည်းစံချိန်စံညမမီခဲ့ဘူးစံချိန်စံညမမီတာမှပြည်သူတွေမဟုတ်ဘူးဖက်စစ် အာနာရှင်အဆက်ဆက်ဆောက်လုပ်ခဲ့လို့အခုဆိုရင်တမတာယုံလွတ်တော်သူတို့ရဲ့ဝင်းကြီးဌာနအဆောက်အုံလေးမင်းရကြားသိရတဲ့အခြေအနေအရဆိုဝင်းကြီးဌာနအနည်းဆုံး၃ခုနဲ့အထက်လုံးဝပြိုကျပျက်စီးသွားပြီစီဌာနရုံးချုပ်ကြီးတွေစီပြိုကျပျက်စီးတာရှိတယ်။ဒါပါလို့ဆိုတော့ဒီတေချာစနစ်ကြမ်းတာတေချာတဲ့ဆောက်လုပ်ရေးဆန်ကျင်ဆန်ညွှန်းတွေကိုမရှိဘဲနဲ့အပြိုင်ဆိုင်ရရနေရခိုးဝက်တိဆောက်ခဲ့ကြတယ်။ဖန်ပြမိတ်ကပ်လိမ့်ပြီးတိဆောက်ခဲ့ကြတဲ့အစီအစဉ်ကြောင့်အခုဆိုရင်ဒီပြည်သူတရားလုံးဟာအကြီးကျယ်ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာနိုင်ငံတကာကို နော်ပုံမှန်လေးလေးတင်ပြပြီးအရေးပေါ်အခြေအနေကကဲဆဲကူညီဖို့ပန်ချားတယ်ဆိုပေမဲ့ဥပမာထိုင်ဝမ်ကဲဆဲအဖွဲ့ဝင်ခွင့်မရအောင် American Rescue Team အခုတတိဘယ်လိုလုပ်ရမလဲဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့မသိရအောင်အားကြောင့်လဲဆိုတော့နိုင်ငံရေးအခြေအနေကဖက်စစ်ဂျာမန်အုပ်စုကသူနဲ့ပလဲနံပါတ်1နဲ့ရုရှားတရုတ်စတဲ့သူ့ကို backup ပေးထားတဲ့နိုင်ငံကကူညီကဲဆဲအဖွဲ့လောက်ပဲဝင်ခွင့်ပြုတယ်ဒါတော့မှမနေ့တုန်းကတရုတ်ချက်ချင်းကြီးရင်တန်းလာတဲ့အချိန်မှာ ဒီနောင်ချိုကနေပြီးတော့ဆက်လက်နဲ့စီးပစ်တဲ့ဖက်စစ်ကြမ်းဖက်တပ်တွေရဲ့လုပ်ရက်ကလည်းကဘာကိုလေးတကြောဖြစ်သွားတယ်အဲ့ဒါကြောင့်လည်းပဲချက်ချင်းမော်ပြစ်ခတ်ရဲစေးကြီးဆိုတာကိုထုတ်ပြန်ကြေညာလိုက်ရတာဖြစ်တယ်ဆိုတော့မင်းအွန်လိုင်းရဲ့လက်ထက်မှာဖက်စစ်ကြမ်းဖက်အာဏာရှင်စနစ်တွေရဲ့အုပ်ချုပ်မှုအောက်မှာဘာမှကြကြနနပြင်ဆင်ထားခြင်းမရှိတဲ့အပြင်ကိုပြည်သူအတိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ ဘာကလည်းဘယ်လိုလုပ်မလဲနိုင်ငံတကာတင်တော်တွေဝင်ပြီးနိုင်ငံတကာကုညီကစေးဖွဲ့တဲ့စစ်တပ်ချိတ်ဆက်ပြီးကြားရတဲ့မြောက်ကုညီကစေးကြီးနဲ့အပြစ်ရှိပုံတွေဖယ်ရှားပြီးပြည်မီနဲ့ပြည်သူတွေဆွဲထုတ်ရေးပြီးဆွဲထုတ်လာတဲ့ပြည်သူတွေလောက်သွားငလင်ပြီးရနေပြီးကင်းလွတ်လာတဲ့ပြည်သူတွေအတွက်ဆက်လက်အသက်ရှင်ရည်ဖို့တဲ့သူတို့လည်းအရေးပေါ်လိုအပ်နေသွားလာဆက်သွေးသွားလာမှုနော် transportation communication နောက်တစ်ခါ supply ဖြစ်စေမဲ့ရေစနစ်အစားတောက်အားရစနစ်စတာအားလုံးစနစ်တကျအားလုံးချိတ်ဆက်ကုညီရမယ်အစားဘာလုပ်နေလဲဖက်စစ်တပ်ရဲ့အုပ်စုတွေဟာစစ်တပ်ကဆိုရင်ဖျားကဌာပနာတွေဖောက်ပြီးတော့ဌာပနာနေရာကအုပ်တွေဖယ်ပြီးတော့ဌာပနာတွေလုပ်နေတယ် ီးသက်ဆိုတဲ့ကောင်နေရဲဆိုတဲ့ကောင်နေကဘာလို့လဲမန္တလေးနန်းတွင်အုတ်မြူရိုးကိုတလုံးချင်းနေဆဲပြီးဟန်ပြတွေလုတ်ပြနေတယ်တကယ်တကယ်မြေမြေကေစေးကြီးလိုက်နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ပြည်သူကပြည်သူသားလည်းကုညီကေစေးနေကြောက်လို့တချို့သောလူတွေအသက်ရှင်လာကြတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောပြချင်တာတုံးသက်နှိုင်းရှင်ပြချင်တာကလွန်ခဲ့တဲ့နှစ်နင်းငယ်တွင်ကထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ တော်ဝက်ဘောလုံးအသင်းသူတို့ရဲ့လံကူကြီးတစ်ခုတည်းမှာဝင်သွားပြီးသူတို့အဲဒီဆွန်းဆွန်းတင်သွားအချိန်မှာရေးပြနေတာမြင့်တက်လာပြီးလံကူထဲမှာမြုပ်ကြကြံနေတာကျွန်တော်မှတ်မိပါလေဦးမယ်အဲဒီမှာကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းသားကလေးတွေဘောလုံးသမားတချို့လည်းပါပါလေအမှဘာလို့ဖြစ်လဲတိုင်းဆိုးရချစ်ချင်းဟိုလေးတကြောနဲ့နိုင်ငံတကာသတင်းတော်တွေဖိတ်ခေါ်ဒီတော်ဝက်ဘောလုံးအသင်းပိတ်ဒီပိတ်လောင်သွားခံရတဲ့လံကူထဲကိုဖောက်ဝင်ပြီးတော့ရောက်အောင်ကယ်ဆယ်ဖို့ကြိုးစားကြတာအားတစ်ခါတည်းကြီးကြီးကျယ်ကျယ်ဟာကျွန်တော်နိုင်ငံလည်းမြစ်တိုင်ပို့လာတာဒီလူလေးတစုတကြိတ်စာလောက်လူငယ်တကြိတ်စာလောက်တက်ကိုထိုင်းဆိုးကလည်းနိုင်ငံတကာသတင်းတော်တွေဖိတ်ခေါ်ဒီနောက်တဲ့ဟိုလေးကျော်လာဟာတစ်ခါတည်းကပ္ပရဲ့ထ ချင်းကြီးဆုံးအရေးကြီးဆုံးတည်ငြိမ်ဖြစ်တာကုညီကယ်ဆယ်ရေးဖွဲ့နိုင်ငံတကာဤပညာမြင့်တဲ့ကယ်ဆယ်ရေးဖွဲ့နဲ့ရအောင်နိုင်ငံအောက်ဝင်လာကယ်ဆယ်တော့ဒီကလေးတွေအားလုံးကိုအသက်ရှင်ရေးကိုရအောင်ကယ်ထုတ်နိုင်ခဲ့တယ်ကယ်တယ်ကယ်ဆယ်သူတချို့တော့ထိခိုက်ပုံပဲလာရှိတာပေါ့ကျွန်တော်ပြောချင်တာကလူကိုလူလိုတန်ဖိုးထားတဲ့နိုင်ငံဆိုရင်လူကိုလူလိုတန်ဖိုးထားတဲ့စနစ်နဲ့လူကိုလူလိုတန်ဖိုးထားတဲ့ကမ္ဘာနိုင်ငံများပေါင်းဆက်ကူညီမယ်ဆိုရင်မတည်တဲ့မတည်ထိုက်တဲ့သူတွေမတည်ဘူးဆိုတဲ့ဘောဖြစ်ပါတယ်ဒီမှာဗိုလ်ကြီးနေမျိုးစဉ်ပြောတော့တဲ့အရာအောင်ပါနဲ့နော်ကျွန်တော်ခုဆိုရင်အင်းနီချင်းနိုင်ငံထိုင်းနဲ့တောင်မှရှိမယ်ဆိုတော့မျောလိုက်တော့ လွတ်ဆောင်ပုံတွေကတော်တော်လေးကိုခင်းနှောက်ကြံခဲ့တာပြမသူတို့နေနဲ့သူတို့ရဲ့ကိုချိုးတပက်ချီပြီးတော့မှဟုဆိုရင်ပြည်သူတွေတော်မှာပေါ့နော်ရေးဆစ်ဆင်းနဲ့ငလင်မေးတန်ကြားထက်ကနေပြမတက်ဖြစ်နေတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကဘာကနေပြမလည်းပေါ့နော်မြောင်းလန်တို့အုပ်စုရဲ့ဒီလိုမျိုးရေးဆစ်ကြမ်းကြုတ်မှုတွေကိုအဟုတ်ဆုံးဖော်ပြပြလာတဲ့နောက်ပိုင်းမှာဒီကောင်တွေကဟန်ပြတွေပြန်လုလာတာပြမမြောင်းလန်ရဆွန်လက်ပေါ့နော်ဒီနေ့မှာပဲထိုင်းနိုင်ငံကိုသွားတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့မှကြားခင်မှာတော့မြောင်းလန်တို့အုပ်စုရဲ့ဒီလိုမျိုးအဆက်အစွန်မှုပေါင်းများစွာဖော်ထုတ်နိုင်ပြတော့မှာပေါ့နော် သူ့ကိုအရေးယူမှုတွေဖန်ဆင်းမှုတွေအထိလွတ်လာနိုင်မလို့ယုံကြည်ရတာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ online တို့စကားစကားနေပြတော့မှာပေါ့နော်။ကျွန်တော်တို့တိုင်းတလနဲ့ကန်တဖို့ဝင်တယ်ပြီးသူတော်လိုင်းတဖို့ဝင်နေတဲ့ဒီပြက်ခရက်ဆဲမယ်ဆိုပြီးတော့မှအကျညာလိုက်တဲ့ပုံမှာဦးကြီးမြတ်နေပြတော့မှာဘယ်လိုမျိုးတွေပြထားလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှာကြည့်လိုက်ရအောင်နော်။69ခုနှစ်တုန်းကကျွန်တော် university ဖြစ်တာပဲ။ university အကြီးကြီးဖြစ်တဲ့အခါမှာနောက်တက်မှုဘုံမှုအကျုံမှောင်မှောင်ဖြန့်သွားတယ်ဗိတိလား။ ဖတ်သွားတော့ဘုံမကျုံမမတည်ခင်မှာစာတိုင်းရေးတိခဲ့အဲ့တော့မကြရင် Facebook မှာလည်းတက်လာအဲ့ဒီဖတ်သွားတဲ့အခါမှာဘုံကျုံနေဝင်ရငိုပြီးဥလူရှိကိုငိုပြီးတော့ကျွန်တော်မှတောင်းမတင်ပါဘူးကျွန်တော်မှတောင်းရှိပါတယ်တော့ကျောင်းကျွန်တော်တုတ်ထုတ်ခွင့်ပေးပါဆိုပြီးတော့ပတ်ပြောတယ်ပတ်ပြောတဲ့အခါဥလူကလည်းပြောအေးမင်းစိတ်ဓာတ်ကြမနေမှလည်းကွာမင်းအပြစ်ကြီးလည်းမဟုတ်ပါဘူးတို့လူတို့ကထောက်ခံပါတယ်ဒါကြောင့်ဒီစစ်ကတို့နိုင်ပါပါလို့ဒီလိုအပြစ်ကြီးရတယ်လို့ပြောတယ်ဗျနောက်တစ်ချက်ကတော့တခါဥလူကိုလည်းနေလူရှိကိုတွားပြီးတော့ လာဘောဒီညောင်ပင်ပင်းရင်းနဲ့လာတိုက်ရင်း6ရင်းစာလောက်ကျွန်တော်လက်နဲ့တည်ရလာတယ်ရလာပြီးတော့အဲ့ဒါနဲ့ခံတိုက်တာမှာပြည်သူစိတ်ကြီးကိုကျွန်တော်တို့နိုင်နေပေါ့ဗျာအပြောကျင်တာက तू ပြောတယ်တတ်မတော်ကြီးကကဲတင်ခဲ့တယ်ဆိုတော့မဟုတ်ဘူးဗျအဲ့ဒါတော့မဟုတ်ဘူးအဲ့ဒီမှာကတော့ဗိုလ်ချုပ်ကျော်စောတို့လည်းရှိတယ်နော်ဒါဗိုလ်ချုပ်မောင်မောင်ရဲ့စာရေးရတော့ကောဦးလူရဲ့တာတီစနေသားမှာအတိအလင်းရေးထားတာဒီအကျက်ရလာတော့ကောတတ်မတော်တခုတည်းတိုက်လို့နိုင်တာမဟုတ်ဘူး ဲ့ဒါလည်းတို့ကတို့တိုက်မတော်ကြီးခုကငယ်လို့ပြောတယ်အမှားကြီးနေပြောတယ်98မှာလည်းဒီတိုင်းနေအာနာသိန်းတာပဲအဲ့ဒါဘောကျုပ်မောင်မောင်ရဲ့98ခုနဲ့အိမ်တော့အစိုးရဆိုတော့စာအုပ်အထူးကြီးထဲမှာအာနာသိန်းတာပါတို့အတိတ်လေဝန်ခံခဲ့အဲ့ဒါကိုလည်းတက်မတော်ကနေကဲတင်ခဲ့ရပါတယ်တကယ်ကြီးသမားတွေစေဘောင်းနေကိုပြောင်းမြန်နေတယ်ဟုတ်တယ်အဲ့လိုပဲနော်60နှစ်မှာဖက်ဒရယ်ပေးဖို့လို့မြမအတမ်းမှာညီလာခံကြီးလုပ်နေတိုင်းသားတွေ3ရက်လုပ်တယ်2ရက်ပြီးသွားပြီအောက်ပြင်းနေတတိယနေ့မှာအာနာသိန်းတာဖက်ဒရယ်အကြောင်းပြပြီးတော့ဒါလည်းပဲတက်မတော်ကကဲတင်တာပဲ ရောင်းမြတ်နေပြောတယ်88မှာလည်းဒီတိုင်းပဲတတ်မတော်ကလည်းလူတွေကိုပြစ်တတ်တယ်နော်ပါတီပုံပေးပါမယ်ဆိုပြီးတော့လည်း90ခုနဲ့ယူကောဘက်မှာလိန်တယ်နော်အဲ့ဒါလည်းပဲ तू ကတတ်မတော်ကကဲတင်တယ်လို့ပဲပြောတယ်နောက်2000နဲ့ on the second trial နောက်ကွန်ကျောင်းတော်လန်ကြီးကိုလည်းပြစ်တတ်တဲ့တန်ခါတွေကိုလိန်တယ်နော်2008အခြေခံဥပဒေကြီးကိုလည်းသူတို့ကြီးလောက်တာသူတို့လူတွေကြီးပဲ NLD ရွေးကောက်ပွဲနိုင်တဲ့ NLD နဲ့ SNLD ကိုဘေးဖယ်ပြီးတော့ထောက်ပြဖမ်းချုပ်ပြီးတော့သူတို့ကို အတုတွေနဲ့လဲအလုသမားတုလဲသမားတုတွေနဲ့လုပ်တယ်ပြီးတော့2000ကိုအတီးပြုတ်တယ်အဲ့ဒီမှာလဲလိန်တယ်နောက်20 21မှာလဲတကယ်တရားမြတ်တဲ့ရေကောက်ဘိုးဆိုတာတကဘာလုံးကအတိမတ်ပြုတ်တယ်ဂျာတွေကအာနာသိမ့်တယ်လိန်တယ်အဲ့တော့အဲ့ဒီဟာတွေကိုထောက်ထားတယ်ရှင်းခြင်းအားဖြင့်ဒီလူဟာဒီစစ်တပ်ကဖက်စစ်စစ်တပ်ကယုံတိုက်လားမယုံတိုက်လားဆိုတာတနိုင်ငံရေးသမားတွေခင်ဗျသူ့ကိုထောက်ခံပြီးရက်တည်နေတဲ့နိုင်ငံရေးသမားတွေလော်ဘီတွေခင်ဗျအဲ့ဒါမသိလို့မရဘူးလေအဲ့မသိရင်ဒါသူတို့လက်လိမ့်တာပဲလိမ့်တာပဲ ဲ့တော့ဒီလိုဟာမျိုးဟာယုံနေစရာမရှိဘူး။ဒီလိုပုံပုံမျိုးတွေခရီးစကားတွေလည်းယုံကြည်စရာမရှိဘူးလို့ကျွန်တော်ဒီလိုလည်းပဲပြောချင်ပါလေဗျာ။ကဲဦးချင်းမြင့်ပြောသလိုပဲပေါ့နော်။မြောက်လိုက်တို့အိုးစုကတော့အရင်ကတည်းကဒီစစ်တပ်အနေနဲ့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပုံမှာဂျင်းထက်ပြည်သူမှာပေါ့နော်။ပေါ်ပန်းလေးစရီပြောရင်အာနာတွေတင်ခဲရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ချက်တက်တာဖြစ်တယ်။အခုလည်းသူတို့ကနေပြီးတော့မှဒီပြည်သူတွေငလျင်ပြည်တံတည်နေတဲ့အချိန်မှာပေါ့နော်။ရင်းနှီးဆယ်လောက်အထိကိုသူတို့အနေနဲ့ အဲ့ဒီပြက်ခတ်ရဆဲမဲ့ဆိုပြီးတော့မှပြောပေမဲ့ကျတို့ကြတိရတဲ့အတိုင်းပဲဟုဆိုရင်ပြည်သူတွေနေတဲ့နေရာတွေခြေရော်တွေကိုသူတို့နေတဲ့စစ်တိုက်ပုံချမ်းမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဘက်ကနေပြတော့ပါတော့ တော်လိုင်းရဲ့ရှင်ကိုမဲတံပဲနဲ့ဆက်လက်ပြီးတော့မှထိုးသစ်အောင်လှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့ပြည်သူတွေကိုဒီလိုမျိုးဝါဒမိုင်းတိုက်ပြီးတော့မှပေါ့နော်ကြားထဲကနေပြီးတော့မှဟုတ်ဆိုစစ်ကြောင်းထိုးတာတွေပြည်သူတွေကိုဖမ်းဆီးပြီးတော့မှတပ်ဖြတ်တာတွေလည်းလှုပ်ဆောင်နေတာမလို့ကျွန်တော်တို့ကနေပြီးတော့မှအလင်းငိုက်သွားတာနဲ့သူတို့အနေနဲ့ပေါ့နော်ပြန်ပြီးတော့မှတိုက်ခိုက်သွားမယ့်အကွက်တွေကိုကျွန်တော်ခုဆိုမြင်နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာပြောထားသလိုပဲပြည်သူတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေအားလုံးစုစည်းပြီးတော့မှပေါ့နော်မျော်လင့်တဲ့အုပ်စုကိုဒီငလေးမေးတာနဲ့သူချင်းချင်းခိုင်ဆိုင်ပြီးတော့မှကြော်ဖြတ်ရမယ့်အချိန်ပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမရက်ကကြော်မြင်မြနေပြတော့မှာပေါ့နော်ပြီးသူတွေအားလုံးစိတ်ဓာတ်ရုံပျက်စီးနေလို့အခုလိုမျိုးငလင်ဘေးတင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းလဲပြောင်းစားပြောထားတယ်လေကျွန်တော်တက်ချက်လောက်ချစ်လိုက်ရအောင်နော်ခင်ဗျားတို့စဉ်းစားကြည့်စမ်းပါလူအတီတရားတွေခေါင်းမသွားကြတာလားဆိုပြန်စဉ်းစားဖို့လိုတယ်ယူတဲ့သူတွေလုတဲ့သူတွေကိုကိုကိုပြန်ပြီးတော့မှန်ထောင်ကြည့်ပြီးတော့ငါလို့တာမှန်လားဆိုတော့ပြန်ဆန်းစစ်ကြည့်ကြဖို့တိုက်တွန်းတယ်တိုက်တွန်းခြင်းတယ်ဒါအတော်တော်လေးဆိုးတဲ့ကိစ္စလားတော်တော်ဆိုးတဲ့ကိစ္စလားဆိုတော့အဲ့ဒါတွေကအခုဖြစ်နေလားဆိုတော့တောက်လျှောက်ဖြစ်နေတယ်အဲ့တော့ဘေးရဆိုးရိုးလေးတွေပေါ့ဗျာပို့လဲပြောင်းနေငလင်နဲ့ဖြစ်နေတဲ့ကိစ္စမှာကေသေးဖွဲ့လဲခက်ခက်ခက်ရတာတပိုင်း တချို့ကြတော့လည်းကဲဆဲသူတို့ဘာလို့နဲ့ဟိုရှိဟိုလာလိုက်ရိုးရိုးလိုက်ဓာတ်ပုံရလိုက်ဆယ်ဗီဆောက်လိုက်ဟိုဟာလေးကြိုက်ပြသူဒီရဲကပဲပြီးပြန်သွားလိုက်အမဲအဲ့လိုကောင်လေးပေါ်လာတာပဲဟာဖြစ်နေတာဖြစ်နေတာဖြစ်နေတာဗျာဒီငလျင်ကိစ္စမှာဟိုတက်ရောက်ဆို Facebook သူ့ရဲ့ TikTok မှာတင်ထားသူသူ့ကိုမီဒီယာတခုကမီဒီယာသူဖြေထားတယ်အောက်မှာတဲ့မြုပ်နေတာလူတိတိကြီးနဲ့လာကြည့်တယ်တဖော်ကြီးတဖော်ကြီးကြည့်တယ်ပြီးပြန်သွားတယ်ဓာတ်ပုံရိုက်တယ်ပြီးပြန်သွားတယ်အဲ့လိုနဲ့သုံးလေးဘွယ်သူကြုံရတယ်လေအောက်မှာအဲ့လိုနဲ့ပဲသုံးလေးကြာပြီးသေသွားပြီအဲ့လိုတော့ဖြစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်တာသူ့ကဘယ်တော့ရင်းနေပူနေလဲသူ့သားသမီးနဲ့သူ့ယောက်ျားနဲ့ကြံခဲ့တာကားတယ်အဲ့ဝါတယ်အောက်ထဲမှာပြီးပြီးတော့ဒီအောက်မှာလူရှိတယ်လည်းသိတယ် ကယ်လည်းမကယ်ဘူးပြန်သွားတယ်လာပြီးကြည့်တယ်ကိုလိုဒီဟိုဟာလေးကင်ဆွဲခြင်းဆိုဒီဟာလေးဆွဲချသူဒီဟာလေးဓာတ်ပုံတွေပါရိုက်ပြန်ပြီးပြန်သွားရောတဲ့တို့လို့မလို့အဲ့လိုလူတွေလည်းပေါ်လာတယ်တဲ့အော်တိုင်းပြည်ကတိုင်းပြည်ကအဲ့လိုတော့ဖြစ်နေတယ်ဗျာကျွန်တော်လည်းဘာပြောမှန်းမသိတော့ဘူးဒီတိုင်းပြည်နဲ့ပတ်သက်ပြီးတော့အချို့လူတွေရဲ့စိတ်နေစရာကိုချင်းတရားလေးဗီဇလေးတွေပြင်ကြဖို့လိုပြီးထင်တာပဲဗျာခင်ဗျားတို့မပြင်သေးရဒီတိုင်းပြည်ကလေဘယ်သူကြောင့်မပြတ်တာမဟုတ်ဗျာခင်ဗျားတို့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ရုပ်ကမ်းမှုတွေကြောင့်ပြတ်တာဘယ်သူကြောင့်မဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တိုးချင်းစီရဲ့စိတ်ဓာတ်တွေနှိမ့်ကြနေသူကြီးတိုင်းပြည်ကလည်းနှိမ့်ပါပဲဘာလို့ဆိုတော့တိုင်းပြည်ကကျွန်တော်တို့လူတွေရဲ့စိတ်ဓာတ်နဲ့ တွားပြီးတော့ဟိုပေးလန်တိုင်းလို့ရတယ် level ညီတယ်တိုင်းပြည်နေကြတာကကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားစိတ်ဓာတ်တွေနေကြတာနဲ့တွားညီတယ်တချို့ကိစ္စတွေတိုင်းပြည်ဆင်းရဲခြင်းဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ဘူးတိုင်းပြည်ဒီမှာရှိတဲ့လူတွေရဲ့စိတ်ဓာတ်နေကြခြင်းအဆင့်တန်းရှိခြင်းနဲ့ဆိုင်တယ်တိုင်းပြည်ဒီပြည်လူတွေရဲ့စိတ်ဓာတ်အဆင့်တန်းမြင့်ရင်အဲ့တိုင်းပြည်ကဆင်းရဲဆင်းရဲပင်ဆင်းရဲသောညားလဲတိုင်းပြည်ကမင်းပါ့ကိုလည်းအရင်တော့ပြောလို့ဆိုတိုင်းပြည်လူတွေရဲ့စိတ်နေစိတ်ဓာတ်တွေကြဆင်းနေတယ်စိတ်ဓာတ်တွေတအားကိုပြည့်ရွှင်းနေတဲ့ခါကျတော့အကုန်လုံးကတိုင်းပြည်အလိုထိုးဆင်းတယ်အဲ့တော့ဘာလဲဆိုတော့ကံကံကြီးအကျိုးတွေဖြစ်လာတယ်မလွယ်ဘဲနဲ့အကျိုးကြောင့်အကြောင်းကြောင့်အကျိုးတွေဖြစ်လာတယ်ဆိုတော့ ဟိုဒါဆရာတော်တန်ခါတော်ကြီးကောင်းကောင်းဟောတတ်ပါလေကျွန်တော်တို့အဲ့လိုပြောတတ်ပါဘူးတို့တို့တရားနဲ့ဆရာတော်ကြီးတကယ်ဆရာတော်ကြီးဟောခဏခဏဟောပါလေဘလောက်ပဲတရားဓမ္မတွေနဲ့ဟောပဲဟောပြောဆုံးမဆုံးမကျွန်တော်တို့ကငွေကြီးရဲ့ကြီးကျုံနေဖြစ်တယ်လောဘရဲ့တားကောင်နေဖြစ်တာကဲကျွန်မမင်းပြောတဲ့ပုံစံကတော့အခုဆိုရင်ကျွန်တော်ပြည်သူတွေအားလုံးပါပေါ့နော်စစ်တဲ့ပန်းဆိုင်ရာအားနည်းချက်တွေများနေတာကြောင့်အခုလိုမျိုးငလင်ပေးတဲ့အန်တွေတပေါ်ပေးတဲ့အန်တွေဂျုံသွင်းနေရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောဆိုထားတာဖြစ်တဲ့ ဆိုလိုမျိုးပြောချေးဆိုရင်မြောက်နိုင်တဲ့အုပ်စုကနေပြီးတော့မှအာနာတွေထားတိုင်းပြီးတော့မှပေါ့နော်ခိုးဆူလို့နဲ့တွေပြည်သူတွေပေါ့ ASSN နဲ့တပ်ဖြတ်မှုတွေလှုပ်ဆောင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကဘေးတစ်ခုပြီးတစ်ခုဂျုံနေရတာပြီးတော့မှခိုးဆူရင်လဲပြည်သူတွေခိုးလိုမျိုးပေါ့နော်ငဘေးဂျုံပြီးတော့မှတီချေမှုလည်းမြပြနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီကြားထဲမှာခိုးဆူမတ်လေးမျိုးပုံမှာဆိုရင်လဲအုပ်စုလိုက်ဒီပြူစော့တီတွေနဲ့ပေါ့နော်စကောင်စီတပ်ဖွဲ့ဝင်လို့ဘာလို့လို့ကောင်တွေရနေပြီးတော့မှ လည်းနဲ့တို့တွေပြီးတော့မှတနတ်တွေနဲ့တောင်းချမ်းပြီးတော့မှပေါ့နော်ဓမြမှုတွေလှုပ်ဆောင်နေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တေချာလေးကိုပြောရမယ်ဆိုရင်တော့မင်းကောင်းစနစ်ကောင်းမရှိလို့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေအခုလိုမျိုးဂျုံတွေးနေရတာဖြစ်ပြီးတော့မှတိုင်းပြည်သားအခြေအနေကောင်းခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဘေးဒုက္ခအန္တရာယ်တွေဂျုံတွေးတင်တောင်းပါပေါ့နော်။အစိုးရကနေပြီးတော့မှတေချာလေးကိုချက်ချက်မမနဲ့လှုပ်ဆောင်ပေးနိုင်မဲ့အခြေအနေမျိုးမှာအခုဆိုရင်မျောလိုက်တို့အစိုးရကနေပြီးတော့မှကိုကြီးဖို့တောင်းမှမစင်စားပဲနဲ့ပြည်သူတွေကိုပို့ပြီးတော့မှတက်ဖြတ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဒီကြုံမြင်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေရဲ့မြင်ကိုလဲပေါ့နော်ခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ခါနဲ့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြောင်းကြရနေပြီးတော့မှမြောင်းလေတို့ရဲ့ဒီစစ်ကောင်စီကိုကဘာကနေပြတော့ပေါ့နော်တရားဝင်အစိုးရအဖြစ်တတ်မှတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အားလဲကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီအင်္ဂလိပ်တန်ကြောက်ပြီး Women Online နဲ့နော်ခုဆိုရှင်ကဘာကောင်းဆောင်နဲ့အားလုံးကဆက်ဆံစကားပြောနေရတယ်အဲ့တော့နောက်ဆုံးပြီးဘယ်ကိုဥတီလာတင်စင်တယ်လဲဆိုတဲ့ခါကျတော့မိမိပတ်ဝန်းကျင်အဓိကကျွန်တော်ပြပြမယ်နော် ဟိုနိုင်ငံတစ်ခုအတွက်အရေးကြီးတာကမိမိနိုင်ငံကပြည်သူထောက်ခံမှုရဖို့နံပါတ်1ချက်လိုတယ်နံပါတ်2ချက်ကမိမိနိုင်ငံကပြည်သူထောက်ခံမှုရလို့ရှိရင်ကျွန်တော်တို့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ထောက်ခံမှုရဖို့လိုတယ်ပဝင်းကျင်နိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရင်ဒေတာတွင်းနိုင်ငံတွေရဲ့ထောက်ခံမှုရလို့ရှိရဖို့လိုတယ်ဒီသုံးခုသာရှိထားမယ်ဟိဆိုလို့ရှိရင်ဒီနိုင်ငံကနောက်ထပ် global level အဆင့်ကိုဆက်သွားဖို့ဟာမခက်ခဲတော့ဘူးဖြစ်တယ်အဲ့တော့အခုဆိုရင်ဒါ ုမင်း online နဲ့ပေါ့နော်အာကျွန်တော်တို့ဒီငလျင်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအစိုးရတွေဆက်ဆံလာရပြီဒေါ်လာထောင်ပေးရလေမြန်မာနိုင်ငံကကိုညီမလားကိုညီမဲမြန်မာနိုင်ငံကစကားပြောပြီးလားဆိုတော့သူစကားကိုတစ်ချက်လေးထိန်းသွားတယ်ဟုတ်တယ်ကျွန်တော်ပြောပြီးသွားပြီတဲ့အာကျွန်တော်တို့အတူကပထမပြောချင်တာကအစိုးရနဲ့စကားပြောပြီးပြီလို့မပြောတော့ဘူးဘာကြောင့်လဲဆိုရှင်ကျွန်တော်တို့နိုင်ငံနဲ့စကားပြောနေပါလေဆိုတော့အဲ့တော့ဒေါ်နယ်ထရန့်ကိုတိုင်းတရားတစ်ခုကတော့ဥမင်း online ကိုဖုံးဆက်ပြီးစကားပြောခဲ့ပုံရပါလေအဲ့တော့အဲတို့နိုင်ငံနဲ့စကားပြောရမယ်ဆိုတော့အဲ့တော့အခုဒီနေရာမှာကျွန်တော်တန်ငေးတမန်ခင်းပေါ့ ဒီနိုင်ငံတကာရေးရာတရားဝင်မှုပြိုင်ဆိုင်တဲ့ UN online နဲ့ UN online NASA ကနဲ့ဒီ NGO အုပ်စုလို့ဟာဆိုလို့ရှိရင် NGO အုပ်စုကအခုဆိုရှင်လုံးဝလုံးဝလဲထိုးခံလိုက်ရပါပြီနော်လဲထိုးခံလိုက်ရပြီရှင်းလျှောက်လဲနိုင်ငံတကာဒီဘယ်လိုခေါ်မလဲဆိုတော့အဖွဲ့အစည်းတွေကလက်တွေ့ကြသောတန်တမာဆက်ဆံရေးကိုလာအဓိကဦးစားပေးတော့မှာပါ pragmatic လို့ခေါ်တယ်တကယ်လက်တွေ့ကြကြပါနော်ကျွန်တော်တို့ဒီ ideological ဘက်ဆိုင်ရာပေါ့ဒီလိုမျိုးတန်တမာဆက်ဆံရေးတွေကိုအဲ့လောက်ဒီဦးစားပေးတော့မှာမဟုတ်ဘူးကပ္ပ ဒီစီရေးစီရနိုင်ငံရေးအချင်းအရာတွေအားလုံးကပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့အခုကမ္ဘာမှာအပြိုင်အဆိုင်မဲဆွေနေရပါတယ်အရင်တုန်းကမိတ်ဆွေအခုဆိုရန်သူဖြစ်သွားသလိုအခုရန်သူကလည်းအရင်ကမိတ်ဆွေဖြစ်သွားတယ်အဲ့တော့အမေရိကန်မှာကြည့်လေသူလောက်ဒီလောက်ထိသူချစ်နေရတယ်သူသူအရင်ချစ်နေတယ်သူလည်းအရင်ချစ်တော့ကနေဒါလိုနိုင်ငံမျိုး EU လိုနိုင်ငံမျိုးနဲ့မိတ်ဆွေကနေပြီးတော့တခါလေရန်သူတွေလိုသိမ့်တယ်လို့ဖြစ်သွားသလိုပဲ အခုဆိုရင်သူနဲ့အရာမုန်းခဲ့တဲ့ဒီကျွန်တော်ပူတင်နဲ့ဒီရုရှားတို့ကမိတ်ဆွေဖြစ်ပြန်ဖွဲ့ရတဲ့အစီအစဉ်မျိုးတွေအဲဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့လျှောက်နိုင်ငံရေးတန်ခိုးတမန်ခင်းနေမှာဘယ်သူကဘသူကိုအလဲထိုးသွားနိုင်မလဲဆိုတာကတော့ခင်ဗျားတို့တွေးကြည့်ပါကျွန်တော်တွေးခေါ်ဖို့ဒီမေးခွန်းလေးကိုကျွန်တော်ပေးခဲ့ပါတယ်ဒီမှာပြောင်းကြည့်ပြောတဲ့ပုံစံအရကျွန်တော်တေချာလေးနားထောင်ကြည့်မယ်ဆိုတော့ပေါ့နော်မြို့နိုင်တို့ရဲ့အဆွေရဆိုရင်အခုဆိုရင်ကဘာကနေပြည်မတေးဝင်အဆွေရဖြစ် တမပီလိုက်ပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့တခုတိလိုက်ရတာပေါ့နော်။စစ်ကိုနိုင်တိုက်တဲ့လူကတော့ကျွန်တော်ဒီကဘာကနေပြီးတော့မှလည်းယုံကြည်လေးစားမှုရတာပြီးမှနေဆက်ဆုံးကျွန်တော်ပြောရမယ်ဆိုတော့အေရဲ့ပေါ့နော်လှုပ်ဆောင်မှုတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အခုဆိုလည်းဒီဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယလိုမျိုးနိုင်ငံတွေကနေပြီးတော့မှအေနဲ့တောင်းပါပေါ့နော်။ဆွေးနွေးစကားပြောတဲ့အဆင့်တွေကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှ NUG ပါဝင်ချန်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေ စူးစီးညီညာစွာနဲ့ပေါ့နော်တိုက်ခိုက်လိုက်မယ်ဆိုရင်တော့မကြိုက်ခင်မှာအောင်ပွဲရပြီတော့မှကျွန်တို့ကိုပြန်ပြီတော့မှပေါ့နော်တေဝင်ဆိုရဖြစ်တမလာကြမယ်ဆိုတာအခုဆိုမြင်နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တို့ပြည်သူတွေအားလုံးဒီတော်လိုင်းမှာအားလုံးဘာကြောင့်ထက်ထဲဝင်ပူပေါင်းပုံတင်တာလဲဆိုတာကိုတိတိပြနေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဒီအပါသားပေါ့နော်တကြောက်ဘီယိုခွေးရနေပြီတော့မှတော်လိုင်းတပိုးဝင်တွေကိုဘယ်လိုမျိုးအားချောင်းပြောဆိုထားလဲဆိုတာစပြေတော့မှကြည့်လိုက်ရအောင်နော် ပြည်သူအကျိုးအမျိုးဘာသာသနာအကျိုးကိုစောက်ရှောက်ပေးကြပါလို့ကျွန်တော်ဒီနေရာနေလေးလေးစားစားမြစ်တာရက်ခံအကြံပြုတင်ပြအပ်ပါရခင်ဗျာအားလုံးသောပုဂ္ဂိုလ်တွေဒီယနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းတရားတွေပေါ်မှာမူတည်ပြီးတော့နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုကို ထောက်ပံ့ပေးကြပါဒါကြောင့်မလို့တက်ဆိုင်ရာမီဒီယာတွေမှတဆင့်လက်တပိုင်းတက်ဆိုင်ရာဌာနဆိုင်ရာပုဂ္ဂိုလ်တွေမှလည်းတပိုင်းအသီးအသီးလှူဒါန်းပေးကြပါ နိုင်ငံအကျိုးပြည်သူအကျိုးတွေကိုမိမိတို့တက်ဆွမ်းကြမြဆောင်ရွက်ပေးကြပါလို့ကျွန်တော်ဒီနေရာကနေလေးလေးစားစားမြစ်တရက်ခံအကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာကျွန်တော်တို့2025ပြီးတဲ့ကာလမှာအကျန်းဖက်အားလုံးကိုအမြင့်ပြတ်ချိန်မုံပေးမှာဖြစ်ပါတယ်အမြင့်ပြတ်ချိန်မုံပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကောင်းချမ်းသူအကျန်းဖက်လက်နက်ကင်တွေအားလက်နက်ကင်လမ်းကျင်ကိုစွန့်ပြီးတော့နော်နိုင်ငံတော်အကျိုးကိုတည်ဖို့ဆောင်ရွက်ကြပါလက်နက်ကင်လမ်းကျင်မစွန့်ကြမြ အကြမ်းဖက်အားလုံးကိုကျွန်တော်တို့2020ကပြီးတဲ့အခါမှာအကုန်အမြင့်ပြတ်ချိန်မှုမှာပါဒီတကြောင်9000စာပြုခွဲရလဲပေါ့နော်ခွေးထင်လေးကိုအတိအကျမရှိဘဲနဲ့ပေါ်လိုပဲစာပြောဆိုနေတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။အခုဆို2025ကိုမှပဲတော်လိုင်းတက်ဖို့မနေပါဘူး။အပိတချင်မှုမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။အားချောင်ထားတာဖြစ်ပြမမကြခင်မှာတော့ကိုစကန်းနဲ့ကိုပြန်ပြတော့မှတိုင်ပတ်မယ်ဆိုတာကျွန်တော်အခုဆိုတွေ့နေရတာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ကိုနာဝကနေပြီးတော့မှမြောက်လိုင်းတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘာကြောင့်မန္တလေးမြို့ရွာထဲကပါနော်အိုခဲတွေကိုတည်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမိဘပြည်သူတွေတည်ရှိအောင်တည်ချလေးပြတ်ပြတ်ထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြတ်ထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့တော့မန္တလေးနန်းတွင်အုတ်ရိုးပြိုကျသွားတာကိုဒီလူစုလူဝေးကြီးတယ်နော်စစ်တပ်နဲ့ရဲနဲ့လူတင်အားအများကြီးတုံးပြီးတော့မှဟောဒီအုတ်တလုံးချင်းစီကိုကောက်တယ်ပြီးတော့မှအဲ့ဒီကကြလာတဲ့ဒီတဲမုံတွေပေါ့နော်တဲမုံတွေညီကြီးအမုံတွေကစား ဟိုဒီတပြက်စီးကိုတစ်ချက်ချင်းစီတေချာလှဲပြီးတော့မှတကြနနာလုံနေတာဘာကြောင့်လုံတယ်လို့ထင်လဲကျွန်တော်သိတယ်အဲ့ဒီကိစ္စတွေအကုန်လုံးကျွန်တော်သိတယ်ပြောပြမယ်အဲ့တော့ဟိုအင်္ဂလိပ်ကဒီအောက်မြန်မာပြည်ကိုနှစ်ပေါင်း150ကျော်ကြာတိုင်းနာပြီးတော့ပါပြီနော်အဲ့တော့ဟိုတီဘောမင်းရဲ့အဖေပေါ့ဗျာနော်တီဘောမင်းရဲ့အဖေကအောက်မြန်မာတနိုင်ငံအောက်မြန်မာပြည်တပိုင်းအတင်းခံထားရတော့မှမရပေါင်း150ယူပြီးတော့မှတာရနေတယ်အဲ့ဒါပြီးအဲ့ဒါအဲ့ဒါပြီးတော့တီဘောမင်းကနန်းဆက်ခံတာပေါ့ဗျာနန်းဆက်ခံတဲ့အချိန်မှာလည်း အင်္ဂလိပ်ကိုမနိုင်မန်းသိလျက်နဲ့သူ့နန်းတွင်ထဲမှာရှိတဲ့သူစစ်တီအင်အားတွေပြည်သူလူထုတွေဒုက္ခရောက်အောင်ပြည်သူလူထုပါအကောလုံးဒီစစ်ထဲဆွဲခေါ်ပြီးတော့မှတေခိုင်းပြီးတော့မှအင်္ဂလိပ်ကိုစစ်တိုက်ခိုင်းတယ်စစ်တိုက်ခိုင်းတော့မနိုင်မန်းသိသွားပြီးတဲ့အချိန်မှာအဲ့ဒီနန်းတွင်မှာရှိတဲ့ဒီတီဘောမင်းရဲ့အမျိုးအနွယ်တွေမရဆဲဝမ်းကွဲတွေပါဒီအကုန်ပေါ့ဗျာပြေးရတော့မှကိုတိတယ်စစ်ရှုံးတော့မယ်ဆိုတာကိုတိတော့သူတို့ရဲ့တံပိုးရှိရှိတဲ့အဲ့ဒီစိန်လေးရွှေလေးကြောက်တံပဒံများတွေ သူတို့ခိုးထားသမျှဟာတွေအကုန်လုံးကိုအဲ့ဒီသူတို့ဒီနန်းတွင်းထဲကနီးစက်ရာနေရာတွေမှာအကုန်လုံးလိုက်ပြီးတော့ဖွက်ချတယ်ဖွက်တယ် အတားကိုဒီစစ်တပ်ကရောဒီရှစ်ခေတမိုင်းသူတေသနာတွေအကုန်လုံးတိထားတယ်မန္တလေးနန်းတွင်းထဲမှာတကယ်တန်ဖိုးရှိတဲ့ပြည့်စည်တွေနေရာအနှက်မှာပြန်ကျဲနေတယ်ဆိုတော့စစ်တပ်ကတိထားတယ်အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအခုလီမုံအဒီနလင်းတန်ကြောင့်မန္တလေးနန်းတွင်းအုပ်ယိုးတွေပြိုကျသွားတာကိုတန်ဖိုးရှိပြည့်စည်တွေများထွက်လာမလားဆိုပြီးတော့မှဥပမာပယ်ဆယ်ရေးတွေဘာဒီဘာမှမလုပ်ဘဲနဲ့စစ်တပ်ကပြည်သူလူထုကိုတတ်တာနဲ့ပြည်သူပိုင်ပြည့်စည်ကိုခိုးတာကလွယ်ရင်ဘာမှမလုပ်တတ်တဲ့အတန်းဖက်စစ်တပ်ရဲ့ခြံစောက်ခွေးတွေအကုန်လုံးကအဲ့ဒါမန္တလေးနန်းတွင်းထဲက တန်ဖိုးရှိတဲ့စိန်ရွှေယတနာကြောက်တံပဒံများတွေထွက်လာမလားဆိုပြီးတော့မှသွားရှာတယ်အခုမှပဲကျွန်တော်တို့တေချာလေးကိုနားလဲတော့တယ်ပေါ့နော်မြောင်းလိုင်းတို့အစုကနေပြီးတော့မှခုဆိုရင်တေအောင်လင်းငယ်သားတွေတုံးချပြီးတော့မှအိုကေတွေကိုတခုချင်းစီတည်ဆောင်နေရတယ်ဆိုတာဒီကောင်တွေကကြောက်တံပရမများတွေတွေ့များတွေ့မလားဆိုတဲ့ပုံစံမျိုးနဲ့ရှာဖွေနေကြတော့ကျွန်တော်ခုဆိုရင်ကြားသိလိုက်ရတယ်ပဲဖြစ်ပါတယ်တကယ်လည်းဖြစ်ကောင်းဖြစ်နေတာပေါ့နော်ဘလို့ပဲပြောပြောမြောက်လည်းတို့အဆိုးအနေနဲ့ကတော့ပြသူတွေကိုတက်ဖြတ်ဖို့ဆိုရင်ဟိုတောင်မှ နိုင်ငံတကာကနေပြီးတော့မှအကူအညီလိုတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဘတ်ဂျက်တိုးမြင့်အောင်လှုပ်ဆောင်ဖို့အရွယ်နေတာဖြစ်ပြီးတော့မှတကယ်လို့သာသူတို့အနေနဲ့ပေါ့နော်လက်ထက်ကိုရရှိလာမယ်ဆိုတော့ပြည်သူတွေကိုတက်ဖြတ်တဲ့နေရာမှာပို့ပြီးတော့မှအသုံးချလာမှာပဲဖြစ်ပါတယ်ဒီကြားထဲမှာငလင်ပေးတဲ့ပြည်သူတွေနဲ့လည်းစိတ်မကြပဲနဲ့တုံးနဲ့တုံးဖေးမှကူညီရင်းနဲ့ပေါ့နော်ကျတို့ဒီခက်ခဲ တဘောဘေးတံကိုရင်ဆိုင်ကျော်လွားပြီးတော့မှမကြခင်မှာတော့ပြီးသူအားလုံးမျော်လင့်နေတဲ့တော်လိုင်းရေးအောင်ပွဲရောင်နေတန်းလာတော့မယ်ဆိုတဲ့ကြောင့်ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတဘောဝဘေးရန်တဲ့မျိုးမျိုးနဲ့မျော်လင့်မေးဘေးတံနဲ့ကျွေးပြီးတာယာရေးချမ်းတဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။